အပြစ်ခဲရေးစေးထားတဲ့မေလာအတွင်းမှာပဲရခိုင်ပြည်ထစစ်ပွဲတစုံတရာ ဖြစ်ပေါ်တာမရှိတဲ့လူနေကြေးရွက်ကွက်တွေကိုစစ်ကောက်စီကလေရင်နဲ့ရုတ်တရက်လာရောက်ဘုံကြီးတခိုက်ခဲ့တဲ့အတွက်ကလင်းငေတွေအပါဝင်အယက်သားအနည်းဆုံး20လောက်တေဆုံးခဲ့ရပါတယ်မေလာစစ်သည်ရနေ့မှာရတိတော်မျိုးနဲ့ထန်းဝေရော့ဟောက်ကိုစစ်ကောက်စီလေတက်ကဂျက်ဖိုက်တာနဲ့ဘုံကြီးတခိုက်ခဲ့တာကြောင့်ကလင်းငေတွေအပါဝင်အပြည့်မြင့်အယက်သား10ယောက်တေဆုံးခဲ့ရပြီး23ယောက်ဒဏ်ရာရှိခဲ့ပါတယ် ဒါအပြင်လူနေအိမ်၃စီတလုံးလည်းပျက်စီးဆုံးဆုံးခဲ့ရပါတယ်။မေလဆီလီယာနေ့မှာလည်းစစ်ကောက်စီကကြောက်တော်မျိုးကလူနေရက်ွက်တဲ့အတွင်းကိုချက်ဖိုက်တာတစ်စီးနဲ့ဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အပြင်းပြင်းပြည်သူအမျိုးသမီးတောင်းရောက်တည်ဆုံးခဲ့ရပြီးနေအိမ်ကိုလုံးပျက်စီးဆုံးဆုံးခဲ့ရပါတယ်။အဲ့ဒီလိုပဲမေလဆင်ငါရက်ကလည်းကြောက်တော်မျိုးပေါ်ကိုဒုတိယနေ့အဖြစ်စစ်ကောက်စီလေတက်ကတုံးကျင်တိုင်လာရောက်ဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်အကျသား၅ရောက်တည်ဆုံးပြီး၉ရောက်ဒဏ်ရာရှိခဲ့ပါတယ်။ စစ်ကောက်စီဟာမေလာ၁ရက်နေ့ကနေ၃ဆီရက်နေ့အထိရရအပြစ်ခဲရစီတယ်လို့ထုတ်ပြန်ပြီးသူတို့ဂတိကွဲကိုသူတို့ကပဲရှုတ်ဖောက်ပြီးတော့မြန်မာနိုင်ငံအနေကအရက်သားတွေကိုဥတည်ပြင်မဲ့ထားပြီးတော့လေးချက်ကနေဘုံကျင်းနေတာပါဒါကြောင့်ရခိုင်ပါဝင်စကိုင်းတိုင်းကရှင်ပြည်နယ်ရှမ်းမြောက်နယ်ကရင်ပြည်နယ်တွေမှာအပြစ်မဲ့ပြည်သူပေါင်းညာနေရှိပြီးတော့တည်ဆွန့်ခဲ့ရပါတယ်ခင်ဗျာ